hello အားလုံးပဲမင်္ဂလာပါ AMC Fashion ကနေကြိုဆိုပါနေအခုပြပေးမှာကြတော့ဇာနဲ့ပိတ်နဲ့ချုပ်တဲ့ချိန်ရိုးရိုးကကြီးတွေအာရိုးရိုးပုံစံအချွန်လေးမဟုတ်ပဲနဲ့မတော်တီတို့တော့အချွန်လေးနဲ့ရှေးမတူဒီဇောင်းပုံလေးမှာဒီဇာနဲ့ပိတ်နဲ့တွဲတဲ့အချိန်မှာဘလို့လေးတွေတွဲရလဲဆိုတာခြေခံလေးကနေစပြပြပေးမယ်အမကတော့ဒီရှေးမှာကြတော့အထိုက်ကနေမပိတ်ဘူးသူ့ဆိုလို့ရှိရင်မတော်ဒီမှာအယူထားတဲ့ 1 cm ချုပ်စားနေပြီးတော့အခုခြေတုံးလိုက်မယ်เนาะအဲ့ဒါခြေသေးမြတ်တုတ်ပေးထားပါ နော်အဲ့တော့ပြီးလို့ရှိရင်ဒီမှာထိတ်မှနည်းနည်းလေးတော့ 1cm တော့ခွဲဟပေးထားပြီးလို့ရှိရင်ဒီမှာဇာလေးကိုနှစ်ထပ်ငုပ်ပြီးချုပ်ထားတယ်လက်ဘေးကိုပြီးလို့ရှိရင်ချီကျဲသွားထားတာရှိပါတယ်အဲ့တော့မဒီ elevator နေပြီးတော့မှန့်ကြည့်ပါတော့ဒီ elevator နေပြီးတော့ဒါကအတိုင်းလေးရာလိုက်တာပဲရှိသေးတယ်เนาะဒီမှာဒီလိုလေးပေါ့ဘေးကိုလည်းအဲဒီလိုအပြည့်အမှန်မှန်ကက်ကလုံးဝတစ်စိတ်လေးတောင်မှရွေးနေစရာအကြောင်းမရှိဘူးเนาะတီချာလေးယူလာတာဖြစ်တဲ့အတွက်အဲ့တော့ ကျမတို့အခုဒီရလေးကိုတွေ့တဲ့ကျမဒီလိုပုံစံလေးကွာเนาะဒီမှာအချွန်လေးမှာဒီတောက်ချွန်လေးနဲ့ဝင်အောင်ချုံမယ်เนาะအဲဘယ်လိုလေးချုံလဲဆိုတာပြပေးမယ်ဒါလေးကကြတော့ကျမတို့အပြင်တင်ထဲမှာတင်ပြပေးတယ်တင်ခန်းစက်လေးဒီပေါ့เนาะအဲထန်းနေကထန်းနေကကိုရောက်နေကြတယ်အဲတကယ်လို့ဘန်ကောက်မှာဘန်ကောက်ဘန်ဘောမျိုးကိုအဲလာတက်တဲ့အနီးကသိချင်းနဲ့ဆိုလို့ရှိရင်တော့ပွက်တဲ့အတန်းလေးကိုလာပြီး join လို့ရပါတယ်เนาะအခြေခံကြကြတိတိကြကြတိတိကြလေးပြပေးပါနဲ့ကဲဒါလေး ဆိုလို့ရှိရင်မတို့ယူထားတဲ့အတိုင်းကိုဒီမှာချုပ်ဆကို1 cm လေးကိုမှချီကျက်သွားလိုက်တယ်ပြီးလို့ရှိရင်ဒီအလင်မလေး เนาะဒီရဲ့ level ဟိုလေးဒီမှာအမှတ်သားလေးရှိတယ်မာတော့ဒီမှာကာဗွန်နဲ့လှိထားတယ်အဲရက်ကူရဲ့ထဲမှာဆိုတော့အပြင်လူတွေကတော့မြင်ရမှာမဟုတ်ဘူးเนาะမာကျတော့ကိုတိုင်းဒီမှာခြိကျဲသွားထားတယ်ပြီးလို့ရှိရင်ကာဗွန်လှိထားဆိုတော့မြင်နေရတယ်အဲ့တော့ကိုလိုတဲ့တိုက်တာလေးလည်းမှန်ပြီးခြေဆလို့တွက်လို့မီးပြီးဆိုလို့ရှိတော့မာတို့ဘေးကနေပြီးတော့ဒီမှာပင်အပ်လေးနဲ့ထိုးပြီးတော့ညီညာလေးတေချာလေးထိုးပါမယ်တေချာလေးလည်းချုပ်ပါမယ်ပင်အပ်လေးကိုတော့လုံးဝကိုမထိုးဘဲနဲ့ ချိုလို့မရဘူးကွက်တက်လေးတွေကဒေစာလေးတွေကဖြတ်လို့ရှိရင်တော့မကောင်းပေါ့နော်မဖြတ်မဖြတ်လို့ရအောင်ပေါ့တိတိကျကျလက်တန်းချိုးနေအောင်လက်ကျပြီးတော့တင်ကြပေးထားပါတယ်ကဲဒီဟာလေးဆိုရင်သူတောက်ချုံမှာဒီဟာလေးကိုမာကတ်ကြီးလေးတောက်ပေးလိုက်မယ်အစာဘားလေးဖြစ်တဲ့အတွက်မာနှစ်စိတ်စာလောက်ကိုခြံပြီးတော့ကတ်ကြီးလေးเนาะ ကတ်ကြီးလေးနဲ့တောက်လိုက်တယ်အဲ့ဒီအချိန်မှာသူသူရဲ့နေရံနဲ့အမှန်ကွက်ကြကိုလာပြီးတော့မလို့ပင်ရလေးထုတ်ပြီးမှဒီဘက်ကိုကြည်ပါညီမညီနော်အားလုံးကလုံးဝအတိကျလေးယူရတာဖြစ်တဲ့အတွက်နည်းနည်းလေးမှကိုရွေးလို့မရအောင် ချုပ်ပါမယ်ချုပ်တဲ့အချိန်မှာလည်းအရန်ကိုမှလွယ်ကူပါတယ်အဓိကကတော့အခြေခံပဲအခြေခံသဘောတရားနားလဲပြီးဆိုလို့ရှိရင်လွယ်ကြတချို့ဆိုလို့ရှိရင်သူကငုံပြီးချုပ်တဲ့အချိန်ပါစာနဲ့ငုံချုပ်တဲ့ရိုးရိုးကကြီးတွေရိုးရိုးအလုံးဝအတန်လေးတွေမဟုတ်ပဲနဲ့ဒီလိုအကွေအကောက်ဒီဇိုင်း ောင်းလေးဆိုလို့ရှိရင်လည်းတော့လက်ကတ်တယ်ဒါပေမဲ့ဒီမှာကြည်တီအလဲလေးဆိုလို့ရှိရင်ဒီဘက်လှန်ပြီးတော့ချုံမှာပေါ့နော်ဒါရောက်လာလို့ရှိရင်မှပြပေးမယ်အရန်ကူမှာလွယ်ကူတဲ့နီလေးတွေပါအာပါစာချိုးလို့ရှိရင်မချုံချင်ဘူးဆိုတဲ့သူလေးတွေဒီဟာလေးကိုသိချာလေးကြည်ပေးနော်တစ်ခေါက်တည်းကြည်လို့မရဘူးနှစ်ခေါက်တော့ခါကြည်ကိုတင်တဲ့လစ်ချေပေါ့နော်ဒီမှာမလို့ချီနော်ချီတုတ်ပါမယ်ဆဆချင်းချီတဲ့နဲ့လေးပေးပြီးတော့စိတ်ပေးနော်ပုံမှန်တဲ့ Okay, dot shop ဖြည်းဖြည်းချင်းချုပ်သွားပါမယ်။ပရံလေးတွေဖြုတ်ပြီးတော့ချုပ်သွားပါမယ်။ Okay, တေချာလေးချုပ်ပါမယ်။ခုနကဒီထိတ်တော့ချုပ်တိချုပ်လာမယ်နော်။ Okay, ပြီးလို့ရှိရင်ဒီနာရောက်ခဏနေလို့ရှိရင်ကိုယ်အမရဘူးဆိုလို့ရှိရင်တော့ဒီမဆက်ကိုအဲလက်လေးနဲ့ပဲလှည့်ပေးပါတော့ခြေတစ်ပေါက်စားနှစ်ပေါက်စားတော့ပြီးမှဒီဘက်ကိုပြန်ပြီးတော့ တော့ချုံတိုင်းကွေပြီးတော့ပြန်လာမယ်ဒီတက်ပြန်ချုံမယ်အလယ်နားရောက်လို့ရှိရင်ဒီဟာလေးကိုဒီဘက်ကိုပို့ထားပါเนาะဒီဘက်ချမ်းကိုအမချွတ်ရသေးတဲ့ချမ်းဘက်ကိုပို့ထားလိုက်ပါတော့ချုံစားလေးကိုကဲပြီးရင်ချီတုပ်လိုက်ပါမယ်ဒီဒီဘက်ချုံထားလိုက်ဦးမယ်တချမ်းရပြီတော့ဆိုရင်ဒီတချမ်းဒီဆက်ပြီးမပြေမတော့ကြည်ရအောင်ဒီမှာချီတုပ်ပြီးပြီเนาะ သူ့ကိုလိမ့်နေလို့မရဘူးခောက်ဝင်နေလို့မရဘူးကဲဒါဆိုလို့ရှိရင်လုံးဝကိုမှဆင်ပြေတယ်လှသွားပြီသူရဲ့ဒေါချော်တိုင်ကိုလုံးဝထွက်သွားပြီပေါ့နော်အပိုလုံးမရှိပါเนาะဒီထိတ်မှလည်းအရာကိုမှတိုက်ရနေပါပြီเนาะအဲ့တော့ဒီအလဲနေစပြီးဒီဘက်ပြန်ချုပ်မယ်ချိုးဆိုရင်ဇာဘားလေးတွေကိုဒီနေ့ကတ်ကြေးတောက်တယ်ခေါကကတ်ကြေးတောက်စရာမလိုဘူးပိတ်စကိုဒီမှာဟိုဘက်ကိုချုပ်ပြီးသားဘက်ကိုပြန်ပြီးတော့လှန်ပေးပါမယ် နော်လှန်ပြီးပြီဆိုမှဒီစာလေးကိုဒီဘက်ကိုပြန်ပြီးတော့ကင်မယ်နော်ပင်ရလေးထိုးထားပါမယ်ကဲတော့ရှောက်ပင်ရထိုးမယ်နော်ဒါရှပ်ပြရထူမယ်ခုနလိုပဲဒီနာရောက်လာလို့ရှိနော်မတို့ဘာလို့ရပေးမလဲအာကက်ကြေးလေးတောက်ပေးမယ်ဒီမှာဒီဆောင်လေးနော်ဒီမှာမတို့ချီနှစ်ခုရှက်ထားတဲ့နေရာလေးပေါ့နော် အဲဒီမှာကက်ချစ်တောက်မယ်ဆိုလို့ရှိရင်ဒီမှာကြည်ဒီမှာလှန်ပြီးတော့ဟိုဘက်ကိုเนาะအဝိုက်သွားတဲ့အချိန်မှာစိတ်ပြေသွားတာပေါ့နော်အဲ့လိုလေးကက်ချစ်လေးတောက်ပေးပါကက်ချစ်တောက်တဲ့အချိန်မှာပိုလို့မဖြစ်စေနဲ့ပေါ့နော်ကြရပြီဆိုလို့ရှိရင်ဒီဘက်ကိုချိုးချရတာအရန်ကူမှလွယ်သွားပြီသူကလေဒီမှာနော်ညီမညီတခြားလေးကြည့်ပြီးလို့ရှိရင်ဒီဘက်ကိုအာဒီတိုင်းမှာကြည့်အရန်ကူမ အကိုအကောက်ဖြစ်တယ်ဒေါချွန်လေးဖြစ်တယ်ဆိုပေမဲ့လုံးမကူမှာအခုပြောတဲ့ဏတန်လိုက်လို့လို့ရှိအရန်ကူမှာလွယ်ကူပါတယ်သေချာလိုက်လို့ပါငါမရနိုင်ဘူးငါရနိုင်ပါမလားဒါလေးတွေကအဲဆရာကြီးတွေမှလောက်တက်တယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ငါဘာလို့မလုံးနိုင်ရမှာလဲသူများနဲ့လုံးနိုင်တာပဲကိုငါလည်းစူးစမ်းမယ်ဆိုတဲ့စိတ်လေးနဲ့လောက်ကြနော်ဒီပါစားတွေကတော်တော်များစိတ်မရှိကြတာတွေ့ဖို့လို့လေ ကဲဒီဟာလေးကိုဒီဖက်ကိုချုပ်ပြီးသားဖက်ကိုလှန်လိုက်မယ်ပြီးပြီးဆိုမှအင်းเนาะတိချက်လေးလှုပ်ထားမယ်ပြီးရင်ချုပ်မယ်ချီလေးတုတ်ပိန်เนาะကဲဖြည်းဖြည်းချင်းချုပ်သွားပါမယ်เนาะဖြည်းဖြည်းချင်းချုပ်သွားမယ်ကဲဒီနားရောက်ပါပြီဒီအချုံလေးကအရင်ရေးကြည့်တယ်ဖြည်းဖြည်းချင်းလုံတော့ ပြပြချင်းသွားပါသူလိတ်နေမှာဆိုတော့ပြန်နေနေလေးထိုးလိုက်เนาะကဲပြီးရင်ဒီဘက်ကိုပြန်ချုံလာမယ်ဒါအရန်ကမှလွယ်ကူတယ်เนาะတချို့ကကြောက်နေကြတာเนาะမကြောက်နဲ့အရန်လွယ်တယ်เนาะကြောက်တယ်ဆိုတာမလစ်ကျစ်သေးလို့လစ်ကျစ်ဘူးသားလစ်ကျစ်ပြီတဲ့သူကတော့မကြောက်တော့ဘူးကဲဒီမှာရပါပြီဒါဆိုရင်သူ့ကိုဒီလိုလှန်ကြည့်ပါလုံးဝဆစ်ပြေသွားပါပြီဘယ်နေရာမှာတော့လိမ့်နေချင်းမျိုးလုံးဝမရှိပါဘူး နော်ဒီမှာပေးလေးလက်အတီနော်ဒီအချွန်လေးလက်အညီဒီအလက်မှာလည်းလုံးဝတွန်းရလို့ပါလို့မရှိဘူးလုံးဝတိကျလေးရပါပြီအဲ့တော့ဒီဟာလေးကိုရပါပြီဆိုလို့ရှိရင် မတို့အတွင်းထက်လေးကိုဒီတိုင်းငုံပြီးတော့ချုပ်သွားလိုက်ရုံပဲအရင်ကမှလွယ်ကူသွားပါပြီဒီမှာစားနေပြီးတော့ပင်ရလေးထိုးပြီးတော့ဒီအချွန်ဆိုအချွန်တိုင်းယူ နော် elastor ဆို elastor တန်းယူဒီဘေးလေးကိုရှင်ကြည့်ပါသေချာညီလေးရှုပေးမယ်အရန်ကိုမှလွယ်ကူသွားပါပြီဒီမှာနော်စားရနေချုံလာအဲဒီမှာပိန်ရလေးထိုးနော်လက်မနိုင်တဲ့သူတွေကပိန်ရလေးထိုးပေးမတို့လို့လက်တမချုံနဲ့နော်ဒါမှတော့ချုပ်တဲ့အထက်ရေကများသလိုဒီလိုချုံနိုင်လာတာအစားတို့ဆိုလို့ရှိရင်လုံးဝကိုမရဘူးနော်အစစချေးလေးလာနေတဲ့အခြေအဆိုဖြီးဖြီးချင်းဒီမှာဇာလေးတွေကလိမ့်နေမှာဆိုလို့အထက်ကိုပိန်ရလေးနဲ့ထိန်ထားလိုက်မယ်နော် ဘဒူမဲ့ဆိုဆဆချင်းမှအရန်ခတ်တယ်ပြီးရင်လွယ်လာမှာပါနော်စိတ်ရှိလက်ရှိသာကြိုးစားနာကဲဒီမှာရပါပြီပြီးလို့ရှိရင်ဒီဘက်ကိုလှည့်ပါမယ်ခြေလေးထောက်ပြီးတော့လေလက်မတန်လေးကိုရွေ့ပြီးတော့တေချာလေးအလေးဆိုင်ပြီးတော့တေချာလေးယူပေးပြီးတော့ဒီအလက်ဆက်တာလေးကိုလာယူပါမယ်แกชั่วจนในดิเป็ดแหลมแม้มาที่มาตะชั้นไปชุบปัดไปมั้ยเนาะ ကဲဒီမှာဆဆချင်းမတို့ချီမတော့ခင်အပြင်တကြောင်မဖြစ်ခင်သူ့ကိုလှန်ပြီးတော့ကြည့်ကြည့်မယ်ကွာစင်ပြေလားသူကလိမ့်နေတာလားဇာတွေဝင်ပြီးတော့လိမ့်နေမှာဆိုလို့တစ်ချက်လေးကြည့်ပါမယ်အေးဘာမှကိုမဖြစ်ဘူးเนาะအရန်ကိုမှလှားနေပြီတန်ရက်နေပြီဒီမှာအချော်ဆိုအချော်တိုက်ထွက်တယ်ဒီမှာเนาะဘာမကိုအပြစ်ပြောစမ်းမလို့အောင်တိကျလေးစင်ပြေသွားပါပြီအဲ့ဆိုလို့ရှိရင်တော့ဒီဘက်ကျန်တစ်ချက်ကိုလည်းဒီလိုပဲလုပ်ပြပါတော့အဲချုပ်ကြီးပါလို့ပြော